ဒူရင်ဒီပြီလို့ Let's do it အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘာဆက်ပစ္စည်းမှမမဲရမလို့တဲ့လူကပြန်ဆန်တဲ့ဒူရင်ဒီပြီလို့လုံနေလေးကိုမျှဝေတမှာဖြစ်ပါတယ်ဥစ္စာပထမအကျုပ်ကိုခောက်တယ်ခောက်ပြီးတော့ရင်ကျွန်တော်တို့နွမ်းတို့လေးကိုထည့်တယ်တကြားထည့်ပြီးမှွေမယ်စားထည့်ပြီးမှွေမယ်တကြားလုံးဝကြည်သွန်းတဲ့အချိန်ကျမှတခါချရတဲ့ကိကြုံကိုထည့်ပြီးမှွေမယ်နောက်ဆုံးမှထုတ်ပတ်ထည့်ပြီးမှွေမယ် အားလုံးပြီးသွားပြီဆိုတဲ့ချိန်ကျရင်တမတ်အောင်ငွေပြီးတော့နောက်ထပ်ဇလုံးတစ်လုံးနဲ့ကိုကျွန်တော်တို့စကားလေးနဲ့အရင်လေးကိုစစ်ချပေးရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ကြော်ရံဆင်းလေးဖြစ်ပါပြီ။ကြော်ရံတက်လည်းပဲကျွန်တော်တို့ nonstick မကတ်တဲ့တစ်လုံးနဲ့ gas မီးပူလေးပဲလိုအပ်ပါတယ်ခင်ဗျာ။ gas ပူဖွင့်မယ်။မီးအေးအေးလေးဖွင့်မယ်။ဖွင့်ပြီးတော့ရင် nonstick pan ကိုတင်မယ်။တော့ပပလေးတုံးလိုက်မယ်။ပြီးတော့ရင်ကျွန်တော်တို့ခု ဗီဒီယိုမှာမြင်ရတဲ့အတိုင်းမုန်နေလေးကိုကျွန်တော်တို့ပါနော်ကြက်တီတီကျွန်တော်တို့ကြော်ပေးပြီးတော့မောက်ချလိုက်အောင်ပါပဲအဓိကကတော့အိုးရဲ့တောင်းတနေရကနေမုန်နေကိုလောင်းချပြီးတော့ဝိုင်းဝိုင်းလေးဖြစ်အောင်ကြော်တက်ဖို့ပဲလုပ်ပါတယ်ခင်ဗျာအားလုံးကြော်လုပ်ပြီးတော့ဆိုရင်လုံးဝ ADD A ခံထားမယ် A ခံထားပြီးပြီဆိုရင်ကျွန်တော်တို့ခရင်အတွက်ကြိုပြီးတော့ပြင်ဆင်ပါမယ်ယူရီယာတူရင်ဒီ 300g ကိုအနစ်ချိလိုက်မယ်ပြီးတော့ရင်ကျွန်တော်တို့နှုတ်စီ 150g ကို ထည့်လိုက်မယ်ပြီးတော့ရင်ကျွန်တော်တို့ခမ်းမစ္စာနဲ့ဖြစ်ဖြစ်ပေါ့နော်ရိုက်ပြီးသားကျွန်တော်မွေးနေ့ကိတ်ဆွဲတဲ့ topping cream 900 gram ကိုထည့်ပြီးတော့တမတ်အောင်မွေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒါ doing cream လေးရရှိပါပြီ topping cream ကိုမသုံးမနဲ့ noodle ပစ်စစ်စစ်ဖြစ်တဲ့ whipping cream ကိုသုံးရင်တော့ပို့ပြီးတော့ premium sense နဲ့ taste ကိုရရှိမှာပဲဖြစ်ပါလေကဲ cream ရပြီဆိုရင်ကျွန်တော်တို့ခုနကြော်ထားတဲ့ mock ဒါအလွန်လေးတွေကို ်တင်မယ်ပြီးရင်ကျွန်တော်တို့သုံးမမနှစုံနီးပါးလောက်ကိုကျွန်တော်တို့ထည့်ပြီးတော့ခုဗီဒီယိုမှာမြင်တဲ့အချိန်ထုတ်လေးထုတ်လိုက်ပြီးဆိုရင်တော့ကျွန်တော်တို့လွယ်ကူများဆန်တယ်လို့ဘာစပီစီမှမလို့တဲ့အရန်လဲစားလို့ကောင်းအရန်လဲဟော့တဲ့ကျွန်တော်တို့ဒွင်းဒီပီလိုဒွင်းဒီကောင်းအောင်မုံလေးရရှိပါပြီခင်ဗျာချစ်ရှိဘေးသူတယောက်ချင်းဒီတိုင်းကိုကျေးဇူးပဲတည်ရှိပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာဗီဒီယိုလေးကမိတ်ဆွေတို့အကျိုးရှိတယ်ဆိုရင်အပေါင်းလေးနှိပ်အသေးလေးပေးပြီးတော့ဝင်ရအောင်ကြပါဦးခင်ဗျာ ခုမကြည့်နိုင်ရင်လည်းခဏလောက်စိတ်ထားလို့ရပါတယ်ဒီ recipe ကိုလည်းမိတ်ဆွေတို့စိတ်တိုင်းကြကြိုက်တယ်လို့အသုံးချနိုင်ပါတယ်ဆိုတဲ့အကြောင်းလေးတင်ပြကောင်းပါလိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတူပဲနေရှိပါတယ်